အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရစီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခရုကတော့ကျွန်တော်မိတ်ဆွေဗောဒဂူသားသမီးတွေအတွက်ဟော့စတယ်တစ်ခုဟောကြားပေးပါမယ်ဗျာနော်အဲ့တော့ဗောဒဂူသားသမီးဆိုတော့လည်းပဲဗောဒဂူသားသမီးအားလုံးအကျုံးဝင်တာတော့မဟုတ်ဘူးဗောလေခုမကြခင်ကျွန်တော်တို့မြမရိုရနှစ်သက်မင်္ဂလာကြားရောက်တော့မှာဗောနော်1386ခုနှစ်ကနေ1389ခုနှစ်ကိုကူပြောင်းတော့မှာဖြစ်တယ်အဲ့တော့နှစ်တစ်နှစ်ကူပြောင်းတိုင်းကူပြောင်းတိုင်းမှာကံကောင်းတဲ့နေ့နံကံညံ့တဲ့နေ့နံဆိုပြီးတော့နေ့နံလေးတွေအများကြီးရှိကြတယ်ဗောလေအဲ့ အဲ့ဒီဆက်ကမှာဗုဒ္ဓခုတာသမိတွေဒီအခုလာမဲ့နှစ်သက်မှာကံအညာခန့်ရှိတဲ့နေ့နံဖြစ်တယ်ဆိုတာအဲအဲ့ဒါလေးတော့သိစေချင်တယ်ပေါ့လေအဲကျွန်တော်အရှင်းမှာလည်းတနစ်စာဟောစရာမှာလည်းဟောကြားပေးခဲ့ပြီပေါ့အဲ့တော့အဲ့လိုဟောတဲ့အခါမှာဟိုဘယ်လိုပြောမလဲနှစ်တစ်နှစ်ကိုကျွန်တော်တို့ကဗုဒ္ဓခုတွေကိုကံညံ့တယ်လို့ပြောတော့လည်းပဲဖွားစာတွေပေါ်မူတည်ပြီးတော့နောက်ဆုံးရောက်ဆဲအသက်တွေကိုမူတည်ပြီးတယောက်နဲ့တယောက်ကောင်းချင်းဆိုချင်တော့ဘယ်တူနိုင်ကြပါမလဲပဲနော်ကွဲပြားမှုရှိတာပေါ့တယောက်ချင်းကံကြမ္မာတွေသိချင်တော့တယောက်ချင်းစီစာရာဆက်မှာပဲရမှာပေါ့လေနော်အဲ့တော့ ဒီဗုဒ္ဓကူရဲ့ညံ့နေဆိုတော့လည်းပဲတခြားဖွားစားတာတွေကကောင်းတော်လည်းပဲအဲ့ဗုဒ္ဓကူထဲမှာမှအညံ့ဆုံးဖွားစားတာဆိုတာတခုသွားရှိတယ်ဗျအဲ့ဒါဘာလဲမေးရင်ဗုဒ္ဓကူမရဏဘွားလို့ခေါ်တယ်ဗျနော်ဒီနေ့ဒီဗုဒ္ဓကူမရဏဘွားရဲ့အတွက်မရဏမှာမရဏထက်တဲ့မရဏနှစ်ထပ်ကောင်းလို့ခေါ်တယ်ဗောလေအမရဏကြောက်ဖို့ကောင်းတဲ့ကံကြမ္မာကြီးပါပဲနော်ဒါကတော့အရှိတရားဖြစ်တဲ့အတွက်ကျွန်တော်နားလည်ပြီပါဟောရက်ကဘယ်နေမျက်နှာပဲကြည့်ခေါ်မယ် တော့ဗုဒ္ဓကုသသမီးတွေညံ့နေဆိုတော့လည်းပဲတခြားဖွားသားတွေဆိုလို့ရှိရင်ဒီကာလမှာအညံ့တက်တာသေးတာပေါ့သုဒ္ဓရာတနောင်မကောင်းဘူးကောင်းတဲ့ဟာတွေလည်းရှိတာပေါ့သို့တော့အဲ့ဗုဒ္ဓကုမရဏဘွားတွေကတော့မရဏမှာမရဏနှစ်ထပ်ကွန်ကြတာဖြစ်တဲ့အတွက်အမရံကြောက်ဖို့ကောင်းတယ်ဆိုတော့မရဏဆိုတဲ့သဘောကအလုံးနဲ့သိပြီသားသိတယ်ပြက်စီးတယ်ရွတ်ရပြောက်ွယ်တယ်စသည်အားဖြင့်ဓာမျိုးတွေဖြစ်တာဟုတ်ဗျအဲ့တော့အဲ့လိုဖြစ်ပြီးဆိုရင်နံပါတ်1ဘာဖြစ်မလဲတဲ့ကျမ်းမာရေးအမရံစိတ်ပူပါပါတယ်ကျွန်တော်လည်းတော်တော်လေးစိတ်ပူတယ် မရမမရနာထိုင်နံပါတ်1ကျမ်းမာရေးမှာတော်တော်လေးထိတယ်ဂယုဆိုင်ကမယ်ယောဂဝေဒနာအကြီးကြီးမားမားခံစားရလိမ့်မယ်စေဘဝကအမရံကုန်ကြမယ်နှစ်ထမပါတယ်ကုသတဲ့အခါမှာလဲအစာမစေမဆရာတွေပါထမားတာတွေကအစာဖြစ်တတ်တယ်ဒီချက်တွေကဒီဆရာကကောင်းတယ်လို့ပြောရင်အစ်ဆရာနဲ့သွားပြအစ်ဆရာကလည်းတကယ်မကောင်းဟိုဆရာနဲ့ပြအဲ့ဒါနဲ့ဆရာများတားသေးဆိုတဲ့အနေထားမျိုးတွေကအစကြုံရတတ်တယ်ဒါအရှိတရားပြောတာပါလေအဲ့လိုကျမ်းမာရေးညံ့တဲ့အခါမှာဖြစ်မဲ့ဆိုရင် ဘလို့ယောဂတွေထပ်ပြီးဖြစ်တယ်မလဲဆိုပြီးကျွန်တော်အသေးစိတ်လေးထပ်ကြည့်တယ်ဗျ။ကြည့်တော့ဒီကလာမှာအများအားဖြစ်ပေါ့လေ။အသက်ရွယ်ကြီးနေတဲ့သူတွေဆိုရင်လေဖြတ်တာကိုယ်ချမ်းသေးတာဒါမျိုးတွေအစားဖြစ်တယ်အထူးသတိထားရမယ်။ပြီးတော့ယောက်ျားမိန်းမမယွေဝမ်းပိုင်းနဲ့ပတ်သက်ပြီးဘိုက်တွေပါတွေခွဲရဆက်ရတဲ့အနေအထားတွေကြုံရတယ်။တချို့ကတော့လေဗင်းနဲ့ပတ်သက်ပြီးခွဲဆက်ရမယ့်အနေအထားတွေကြုံရတယ်။အပြင်မှာဆိုတော့လက်တွေပါတွေနာတာကြိုက်တာကြိုးတာဒါမျိုးတွေအစားဖြစ်တဲ့ကိန်းထဲမှာပါတဲ့အတွက်အထူးသတိထားပေးရမယ်။ လုံးဝပော့ဆက်လို့မရဘူးတချို့ကတော့ဒီကာလမှာဝမ်ပြဝမ်ရှော်ယောဂတွေကြုံပြီးတော့အဲ့ဒါနဲ့ပတ်သက်ပြီးစိတ်ဝင်စားခံပြရတာအသက်အန္တရာယ်ထိစိတ်ပူရတဲ့အနေအထားတွေအစဖြစ်တယ်ဒီချက်တွေဆိုဝမ်သွားလို့မရတော့တဲ့အနေအထားတွေတချို့ကတော့အသွားလုံပြီးတော့ဖြစ်တဲ့ပြဿနာတွေဒါတွေအစကြုံဝမ်းတတ်တယ်ဒါကျွန်တော်ယောဂနာမတွေပါခေါ်ပြောတာဖြစ်တဲ့အတွက်အထူးအထူးသတိထားပါလို့ထပ်တယ်လည်းအကြံပေးခြင်းနဲ့ဒီချက်တွေဆိုရင်ခန္ဓာကိုယ်တစ်ခုလုံးကလေရခွန်နာအောက်လိုက်ဒီနာအောက်လိုက်တဲ့ဝမ်ပိုက်မချာခနာအောက်တာမျိုးတွေအစဖြစ်တယ်ဗျပြီးတော့လေတဆုပ်ဖြစ်တာတွေလေနဲ့ပတ်သက်တဲ့ယောဂတွေဒါမျိုးတွေအစဖြစ်တယ်ပေါ့လေ အတော်လေးဂယုဆိုင်ကမယ်ဗျာနော်ပေါ့ဆက်လို့တော့လုံးဝမရပါဘူးအဲ့တော့ကျမ်းစာရင်းနဲ့ပတ်သက်ပြီးအထူးသတိထားဖြစ်နိုင်တော့ဝတ်သားတို့လက်ဖက်တို့စာရင်းအတက်နိုင်ဆုံးလေးရှောင်ရှားပေးရင်ပိုကောင်းမယ်လို့အကြံပေးခြင်းလေဗျာနော်ဒါကကျမ်းစာရေးပေါ့လေတခြားမှာဘာတွေထပ်ဖြစ်တတ်တယ်လဲဆိုလို့ရှိရင်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးအမရန်ကံညံ့တဲ့အညံ့ခိုက်ဖြစ်လာလိမ့်မယ်အိမ်တော်ကြီးမှာကြံစီယူရတဲ့အရာလေးတွေမဖြစ်ပဲမမျောနေတဲ့အရာတွေဖြစ်တည်လာလိမ့်မယ်အချစ်အိမ်တော်ကြီးတခါတည်းဆက်ဆက်ပြီးပါပြီးပြောတာပေါ့လေဒီကလာမှာချစ်သူအိမ်တော်ဘက်တွေရဲ့ ကွဲကွာတတ်တဲ့အနေအထားမျိုးတွေကြုံရတတ်တယ်။အိမ်တော်ရင်းနဲ့ပတ်သက်ပြီးကွဲကွာရင်တော့မှရိုးတတန်ကွဲကွာတာမဟုတ်ဘဲနဲ့အမှုခင်းဖြစ်တာရောရောကြောက်ပြဿနာဖြစ်ပြီးတော့မှအိမ်တော်ရင်းကွဲရတဲ့အနေအထားတွေအစကြုံရတတ်တယ်။နောက်သူတို့နားလည်မှုနဲ့အေးအေးချမ်းချမ်းလေးကွာလို့ရတယ်ဆိုတဲ့အစအဲစာထားထက်ဆိုင်ပေါ့လေ။ရောရောကြောက်လူချင်းတွေရောပြဿနာတွေအများကြီးဖြစ်ပြီးတော့မှအဲ့လိုမျိုးအမှုခင်းဖြစ်ပြီးကွဲရကွာရတတ်တဲ့အနေအထားတွေဖြစ်တတ်တယ်။ဟိုအခြေအနေတွေဘာတွေမှာဆိုလဲတချို့တွေဒီကာလမှာချစ်သူနဲ့နေကြကြီးတွေတွေ့ပြီးတော့ပတ်စံစုမယ်ပတ်စံလေးတွေရတယ်ပတ်စံလေးအပ်ထားတယ်ပေါ့လေ။ မင်္ဂလာဆောင်ကနေ့မှာအကြောင်းကြောင်းကြောင့်နောက်တတိယတရားလူပေါ်ကြောင့်ကိုယ်မပြဲမယ်အဲ့ချိန်မှာကိုယ်ကထားတဲ့ပတ်စံလေးပြန်တောင်းမယ်စသည်အားဖြင့်ပေါ့လေရှုပ်ထွေးတဲ့အနေထားတွေအများကြီးဖြစ်တဲ့ကာလလို့ခေါ်တဲ့အတွက်အထူးသတိထားဖို့အကြံပေးခြင်းနဲ့ဗျာနော်ဒါအပြင်ဒီကာလမှာပရာဟိတလုပ်ငန်းတွေအဲအဲ့လုပ်ငန်းတွေလုပ်ကန်တဲ့သူတွေအထူးသတိထားမယ်လူဝင်အသင်းဖွဲ့လုပ်ငန်းလုပ်ကန်နေတဲ့သူတွေပါတီနိုင်ငံရေးနဲ့ပတ်သက်ပြီးလုပ်တဲ့သူတွေဆိုရင်ဒီကာလမှာစီယုံရေးအမရန်ကြဆင်းနေမယ်ဘာပဲလုပ်လို့လူလူထောက်ခံအားပေးမှုမရှိဘူးလို့ခေါ်တယ်နော်မှတ်ထားနော် ဟိုတနည်းအားဖြင့်ဒီကာလမှာဥပမာယူကဝဲတွေဘာတွေဝင်မယ်ဆိုရင်ကြရှုံးတတ်တယ်ဆိုတဲ့သဘာဝတွေမှာပါတယ်အပြိုင်ဆိုင်နေမှာဆိုရင်ကိုကရှုံးတယ်ကိုကပြိတ်သက်တွေမကြိုက်ဘူးလူတွေမကြိုက်ဘူးဆိုတဲ့အနေထားတွေဂျုံအားတတ်တဲ့ဂိမ်းတွေမှာပါတယ်ဥပမာအမှုပညာရှင်တွေဆိုရင်ဒီကာလမှာပြိတ်သက်ရဲ့ဝေဖန်မှုတွေမကြိုက်မှုတွေဒါမျိုးတွေအားစားဂျုံအားတတ်တဲ့အတွက်စမ်းကြတတ်တဲ့အနေထားပေါ့လေစမ်းကြဝါတဲ့ဆိုတာမျိုးတွေဖြစ်တတ်တယ်ဒါပြင်အလုပ်လုပ်တဲ့အခါမှာအထက်လူကြီးအကြီးကဲယာရုရတာတဲ့လူပုံကိုတယောက်ဆိုကြပါစို့အဲ့ဒါဆိုရင် तू ကဘာဖြစ်လဲဆိုရင် သူရဲ့အောက်လက်ငယ်သားတွေရဲ့စန့်ကျင်တော်လှန်တိုက်ခိုက်တာတွေနောက်ကျောဓာတ်နဲ့ထိုးတာလူရင်းလူဝင်ဝဲတစ္ဆာဖောက်မှုတွေကြုံရတဲ့အတွက်ဒီကာလမှာအထူးသတိထားပါဟုတ်ကဲ့ပိုင်းစီဝိုင်းလုံးကလောက်ကနေတဲ့သူတွေဆိုရင်လည်းခုနကအလုပ်သမားတွေရဲ့ဒုက္ခပြမှုတွေကြုံရတာရုပ်တရက်အလုပ်သမားတွေကိုယ်ပြန်လဲဆန့်ကျင်တာကိုယ်စီရရုပ်တရက်ထွက်သွားတာအဲ့ဒါမျိုးတွေဖြစ်တဲ့ဖြစ်တဲ့ကောင်ကလူတွေဘာတွေပြန်ခေါ်ရင်လည်းအလွယ်တကူလူခေါ်လို့မရတဲ့အနေအထားတွေဖြစ်တယ်ရှိတဲ့အလုပ်သမားတွေကကိုယ်စီရထွက်တယ်ဒါမျိုးတွေကအစားဖြစ်တဲ့တော့အထူးသတိထားဖို့အကြံပေးခြင်းနဲ့ ပြီးတော့ကုံကားတို့ကုံသမောတို့ဆက်လီတွေပိုင်ဆိုင်လာလို့ရှိရင်အထူးသတိထားပါဗျာနော်ဒီကားလာမှာပြောရမှာတော့အားနာတယ်အဲ့ဒါတွေတိုက်တာတို့မောက်တာတို့ပျောက်တာတို့အဲ့ဒါမျိုးတွေအစားဖြစ်တတ်တယ်ဗျာတော်တော်လေးဂီယူဆိုင်ကမယ်ပြီးတော့တချို့နည်းနည်းယုံကြည်ချက်ပြင်းထန်တဲ့သူတွေရှိတယ်အစွဲလေးတွေရှိတယ်မြန်မာမှာအဲ့ဒါဗာလဲဆိုတော့ဒီကားလာမှာသူတို့ဘာရဲ့စုံပြောကားတွေနဲ့ပြုစားနှောက်ယှက်မှုတွေအပင်အစာထဲမှာအပင်ထက်ပြီးတော့ကျွေးတာမျိုးလေးတွေအသွင်းခံရတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်အစားစာတွေစားတဲ့အခါသတိထားပါ တူရလူကျွေးတဲ့အစားအစာတွေစုပြီးတော့မစားပါနဲ့ဗျာနော်အစားတော့အထူးသတိထားဆင်ကျင်ပါစိတ်ခက်ခံရတဲ့အနေအထားတွေရှိတယ်သတိထားပြီးပြီးတော့သွားလာလှုပ်ရှားတဲ့အခါမှာလဲတို့သေးတွေပါလေမိသားမျိုးတွေဖြစ်တဲ့အခါမှာဝတ်ထားတဲ့ရွှေငွေတွေစုံရှုံနေတာဆိုတဲ့အနေအထားမျိုးတွေကြုံရတဲ့ဒီကရမှာရွှေတူတာတို့ရွှေရောင်းဝယ်လောက်တာတို့ဝတ်မှုမြူရေလောက်တာတို့ရေသက်ဆက်ထောင်တာတို့အဲဒါမျိုးတွေအားစားလုံးဝမသိတော့ဘူးရေနံတွေပါတွေ့ရင်မအောင်ဘူးဗျနော်စုံရှုံနေတာမှုတွေတွေနဲ့ကြုံရတဲ့တဘာဝရှိတဲ့အတွက်အထူးဂရုစိုက်ပေးပါ နောက်တစ်ခါကိုအားလို့ရွှေတွေပါတူးတယ်ပေါ့လေဂျင်နန်တွေပါတူးတယ်အဲတွင်းတဲ့ဟာတွေတူးတယ်ဆိုတဲ့အခါမှာရုတ်တရက်အဲတွင်းတွေပြိုကြတော့ကိုရဲ့အလုပ်သမားတွေထိခိုက်သေးဆုံးတယ်ဆိုတဲ့ဟာမျိုးတွေအစားကြုံရတဲ့အခါကိုပါလိုက်ဖြည့်ရှင်းရတဲ့ပြဿနာတွေဖြစ်တယ်ဒါတွေအစားကြုံရတတ်တယ်သတိထားပေးပြနော်ပြီးတော့ဒီကလာမှာကိုစောက်လို့နေတဲ့ဟိုစောက်လို့အဆောက်အဦတွေပါတယ်ရှိတယ်ဆိုရင်လည်းအဲအဆောက်အဦတွေကအရာရာအကြောင်းကြောင်းကြောင်းပေါ့လေပြိုကြတာပျက်စီးတာအဲ့ဒါမျိုးတွေဖြစ်တတ်တယ်နော်နောက်ဆက်တဲ့နာမည်ဂုံသိခါတွေကြတာခုနကလိုအလုပ်သမားတွေရဲ့ထိခိုက်မှုတွေ တည်ဆုံးမှုတွေကြုံရတာကြောင့်ကိုယ်ပိုင်ပြဿနာတွေဖြစ်တတ်တယ်အထူးသတိထားကျွန်တော်ကတော့ဗေဒင်မြတ်လာပဲကြီးဟောတာဖြစ်တဲ့အတွက်ဖြစ်လာတဲ့ပြဿနာတွေကိုပြည့်ပြည့်တသားဟောပေးတာဖြစ်တယ်ဒါမှလည်းရှောင်လို့ရမှာဘူးဗျာနော်အဲ့တော့မပေါ့ဆက်ကြပါနဲ့ဒီကရသည်ဘေးရနေရရှိတယ်အခုဆိုရင်ငလင်နာနေကြောက်ဆိုရင်ပို့ဆိုးတာပေါ့ကိုယ်ပိုင်ဆိုင်တဲ့စီးစိမ်ဥစ္စာတွေပြိုပြတ်သွားတတ်တယ်ဆိုတဲ့အနေထားတွေအစားသွားကြုံရတတ်တယ်တိရစ္ဆာန်ပတ်လုံးမှာဘုဒ္ဓဂုသားသမီးတွေကကံအညံ့ဆုံးအဲ့ဒီအညံ့ဆုံးတွေတဲကမှာအဲ့ဘုဒ္ဓဂုမရဏဝါဒီတွေသူများတွေထပ်ပူညံ့တယ်နော်အဲ့တော့ကိုယ်ကညံ့တာသိပြီးဆိုရင် ်မကောင်းတာလေးတွေတွေ့ရင်ရှောင်အောင်ပါဗောအကောင်းတာလေးတွေ့ရင်ပို့လောက်ကမှာဗောနော်အဲ့တော့ဒီတစ်နှစ်ကိုအလုံးခြုံလိုက်မယ်ဆိုရင်အချက်၅ချက်လေးပါပဲနံပါတ်၁ချက်ကဘာပဲလို့လို့ဒီကလာမှာအပြိုင်ဆိုင်နေတွေ့မယ်နံပါတ်၁ရင်းနှီးတာမြောက်ရင်းနှီးမြောက်နေတဲ့စီးပွားရေးတွေအရှုံးပေါ်တတ်တယ်နံပါတ်၃ကျမ်းမာရေးနဲ့ပတ်သက်ရင်စိတ်ပူရတယ်ကျမ်းမာရေးချွတ်တတ်တယ်စကားချင်းချင်းပြောရင်အသက်အန္တရာယ်စိတ်ပူခန္ဓာတွေပါပြီးပြတ်တတ်တယ်တချို့ကအဲ့လိုမဖြစ်ရင်တော့မှကျမ်းမဖွဲ့ရကောင်းတဲ့ယောဂဇိုးကြီးဝင်တာနာရီယောဂဇိုးကြီးဖြစ်တာခွဲစိတ်ရတဲ့အနေထားတွေသွားကြုံရတတ်တယ်နော် ပြီးတော့ဒီကာလမှာနောက်တစ်ခါမှမကြုံဘူးတဲ့ယောဂအသစ်စန်းတွေထပ်ဖြစ်တာမျိုးတွေကြုံရတဲ့။နောက်နံပါတ်5ကိစ္စကဘာလဲဆိုတော့အရင်ကပြီးွားတဲ့ကိစ္စအဟောင်းတွေဒီကာလမှာပြန်ပေါ်ပြီးပြဿနာတွေဖြေရှင်းရတာမျိုးဝါစကြုံရတဲ့ကိန်းရှိတယ်။အဲ့တော့အဲ့ဒါတွေကိုအထူးသတိထားရှောင်ရှားပါလူတွေကိုမယုံပါနဲ့ဗျာနော်။မကောင်းတာတွေတွေ့ရင်ရှောင်ပါ။အဲ့တော့ကောင်းတဲ့ကံလေးတွေပို့ပြီးကောင်းပြီးအညံ့လေးတွေတက်တာအောင်ရှောင်ဆောင်တဲ့အပြင်ယရရလေးနဲ့ပတ်မှုကြရအောင်။အဲ့တော့ကျွန်တော်တို့ယရရအနေနဲ့ပတ်မှုမယ်ဆိုရင်ဘယ်လိုပတ်မှုရလဲပေါ့။ဒီကာလမှာတော့တေချာတယ်ဗျ။ငါတက်စေတော့လွတ်ပြောင်းလွတ်ကောင်း ီးတော့မကြာခဏလိတ်လေဘုဒ္ဓကူနေ့တိုင်းလိုလိုစီစင်းတဲ့ချောင်းတို့မြစ်တို့လိုရေချင်မှာလွတ်ပေးစေခြင်းနဲ့ပြီးတော့မကြာခဏပဲအခုဆိုရင် ပြက်စီနေတဲ့လမ်းတွေအများကြီးပဲလမ်းခင်းပြအောင်ခင်းပေးပြနော်တချို့လေးတွေမှာဟိုဒီမှာလမ်းခင်းတဲ့အထက်မှာကြီးကြီးမားမားကြီးမပါနိုင်တော့မှတော့ရဒလေးတွေမှာဆိုရင်လမ်းမှာကြိုက်ခွက်ရှိတဲ့နေရာလေးတွေကိုဝါလုံးလေးလေးလုံးပူးချီပြီးလမ်းခင်းခြင်းချောင်းကူမြောင်းကူလေးတွေကိုတရာထိုးခြင်းနေရာစာလွတ်ပေးစေခြင်းနဲ့ပြီးတော့ဘော်ဒီညောင်မီကိုဝါလုံးလေးနဲ့တောင်မရက်ကိုကိုင်းကြနေတဲ့ညောင်မရက်ဂိုင်းကိုထောက်ပေးစေခြင်းနဲ့ဒါအပြင် ကျမ်းမာရေးညံ့နေတဲ့အဖိုးအဖွားတွေအခုဆိုရင်ကျွန်တော်တို့ငွေနေနှောင်းထိခိုက်နေတဲ့ဟိုကျမ်းမာရေးညံ့နေတဲ့သူတွေအများကြီးရှိကြပါတယ်အဲ့တော့အဲ့လူတွေကိုဗာလဲဆိုတော့စေဝါဓာတ်စာလေးတွေအာဟာရဒါနလေးတွေလူတန်းပြအောင်လူတန်းပေးရတယ်အဲ့လိုလုပ်မဲ့ဆိုရင်တော့ကြုံတွေ့ရမယ့်အညံ့ခိုက်တွေနောက်ဆုံးခုမှဖြစ်နေတဲ့ယောဂါတွေအားစားတက်တာပြောင်းဝင်ပြီးအနာနဲ့ဆင်းနေတိုးတာပေါ့ဗျာနော်အဲ့တော့ရှောင်းမယ်ဆောင်းမယ်ရရားတွေခြေပြအောင်ခြေပါဒါဆိုရင်တော့အကောင်းဆုံးကံကိုပြင်နိုင်သွမ်းရှိတယ်တရားဖြစ်မဲ့နေရာ90ရာတော့တရားပေါက်အကာအကွယ်နိုင်တယ်ဗျဘာမှစိတ်ပူစရာမလိုပါဘူးဗျာနော် ဘောတကူမရဏဘွာတာသမီအားလုံးစိတ်အချမ်းသာခြင်းကိုယ်အချမ်းသာခြင်းများဖြင့်ပြည့်စုံပြီးတော့ကက်ရောက်ကအပေါင်းကနေလွတ်မြောက်ဂိမ်းဝေးပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းရင်ကျွန်တော်ဟောစတန်လေးကိုဒီနေရာကနေနှိကုံချုပ်ပါရစေ။